တိုင်းနိုင်ငံများအတွက်ဆူတောင်းခြင်းကင်ညာနိုင်ငံအတွက်ဆူတောင်းပါ33ခုမြောက်သောစာလံအပိုင်ငယ်12ထာဝရဘုရားသည်အကျဉ်အမျိုးဤဘုရားဖြစ်၍အကျဉ်လူစုကိုမိမိအမွေအဥ္စာဖို့ရွေးကောက်တော်မူ၏ထိုအမျိုးနှင့်ထိုလူစုသည်မင်္ဂလာရှိ၏အာမင် ဆုတောင်းကြပါစို့အနန္တတကူနှင့်ပြည့်စုံသောဘုဖာထာဗျာကိုရောဤခြေဆုတော်သည်လုံလောက်ရဲ့ရှိပါ၏အကျွန်ုပ်တို့သည်တိုင်းနိုင်ငံများအတွက်ဆုတောင်းရ၌ကင်ညာနိုင်ငံအတွက်ဝန်တာထား၍တိုးဝင်ဆုတောင်းကြပါ၏ထိုကင်ညာနိုင်ငံဤအပြစ်များသည်ရှေ့တော်၌ကင်းလွတ်ရန်နိုင်ငံဤ ကိုစားဝင်ချတောင်းပန်ကြပါ၏အပြစ်ခွင့်လွတ်တော်မူပါအဖာကညာလူမျိုးများသည်ဖျားတကီဤအမွေဥစ္စာဖြစ်ကြောင်းသိရှိ၍ဖျားတကီဤစကားတော်ကိုနားထောင်နာခံလိုက်လျှောက်ကြသူများဖြစ်ပါမည်အကြောင်းသူတို့ဤဝိညာဉ်မျက်စိဝိညာဉ်နာများကိုဖွင့်ပေးတော်မူပါ ထိုနိုင်ငံကိုအုပ်ချုပ်လျက်ရှိသောအစိုးရသည်နှုတ်ကပတ်တမတရားနှင့်ပြေဝါလျက်နိုင်ငံသားတိုင်း၏ဝိညာဉ်စိတ်ခန္ဓာသည်တခင်ပြား၏ရွေးနှုတ်ခြင်းကျေးဇူးတော်ပြေဝစွာခံစားရရှိရန်အကျွန်ုပ်တို့ဆုတောင်းကြပါ၏အသင်းတော်သည်လည်းထိုနိုင်ငံ၏တောင်ထိပ်၌တည်သောအလင်းကဲ့သို့ဝိညာဉ်တော်၏တကူတော်အရှိန်ကြီးမားစွာဖြင့် နိုင်ငံတွင်းနှင့်ပတ်ဝန်းကျင်နိုင်ငံများအထိထိုးဖောက်မှုများရရှိရန်အဖပြားထံမှဉာဏ်ပညာဖြင့်လှုပ်ဆောင်နိုင်ရန်လမ်းပြတော်မူပါအဖပြားသာသနာအတွက်ဆက်ကပ်နေသောဆရာတော်နှင့်တကွဇနီးတဲ့မိသားစုအလုံးတို့သည်စီလုံးညီညွတ်စွာဘုရားသခင်၏နိုင်ငံတော်ကျယ်ဝင်းရာ၌ပါဝင်ဆက်ကပ်အမှုဆောင်ခြင်းဖြင့် သာသနာသည်အလင်းအမြန်တိုးပွားပြန့်နှံကာဝိညာဉ်တော်ဤနိုးထမှုသည်နိုင်ငံတစ်နိုင်ငံမှတစ်နိုင်ငံပြန့်နှံ့ရောက်ရှိစေရန်သခင်ယေရှုနာမ၌အကျွန်ုပ်တို့ဆုတောင်းကြပါ၏အာမင်